ဆိုင်ကဝမ်းရှော့ကားဝမ်းရှော့ဆိုတာရှိတယ်သူတို့လိုအင်ဂျင်မကောင်းဘူးဆိုရင်လည်းသူတို့ဝမ်းရှော့မှာထိုးရတာကျွန်တော်တို့ဒီကုနေသားကြီးလူနာရှင်တွေလည်းမကောင်းဘူးဆိုရလဲကျွန်တော်တို့ကြောပညာအောက်မှာလာပြီးကုသနေရတာပေါ့နော်အဲကြောင့်မို့ကျွန်တော်တို့လူဝမ်းရှော့ဆိုတာဒိဗေနဲ့တတ်မှတ်တာနှိမ့်တာပေါ့နော်တကယ်တမ်းဆိုဒါကျွန်တော်တို့ဘိုးစဉ်ပေါက်တဲ့တဲ့မြမရိုးရလက်နှိမ့်ပေါ့နော်ကျွန်တော်ကတော့စေးနမကုလက်နှိမ့်ပဲကျွန်တော်တို့ချင်းတိုင်းတာကတော့ကျွန်တော်တို့ကကုရင်အများဆုံးကြာမှာနိုင်ဝက်ပဲ တတ်မှတ်ကြည့်ရတော့ပုံဒီတတ်မှတ်တာတော့ကျွန်တော်တို့လေဖြဲလုံတာဆိုရင်3000ပေါ့เนาะစင်မပြေတဲ့လူဆိုရင်စင်မပြေတဲ့တိုင်းသားလေးနဲ့ကြည့်ကြလုတ်ပြီးသွားတယ်ဒီဝိုင်းရှော့ဆိုတာတော့ဒါကျွန်တော်တို့ကစက္ကရာနဲ့ပိုင်းဆိုင်မယ်ဆိုရင်ကျွန်တော်တို့ကဟိုပါလုံးဆိုင်ကဝိုင်းရှော့ကားဝိုင်းရှော့ဆိုတာရှိရသူတို့လိုအင်ဂျင်မကောင်းဘူးဆိုရင်လည်းသူတို့ဝိုင်းရှော့မှာထိုးရတာကျွန်တော်တို့ဒီကုနေသားကြီးလူနာရှင်တွေလည်းမကောင်းဘူးဆိုရင်လည်းကျွန်တော်တို့ကြောပညာအောက်မှာလာပြီးကုသနေရတာပေါ့နော် အဲကြောင့်ကျွန်တော်လိုဝဲရှော့ဆိုတာဒိဗယ်နဲ့တတ်မှတ်တာကျွန်တော်စေကန်းဖွင့်တာတော့10နှစ်လောက်ရှိပါပြီ။ဟုတ်။ဒါ10နှစ်လောက်ဆိုတော့အခုအနေနဲ့ဆိုလို့ရှိရင်ကျွန်တော်ကအခုကြည့်ရတက်လေရံကြည့်သေးဘူးဆိုတော့ဒါပေတက်ရလောက်မှာရဒီပညာကိုသင်ခဲ့တာပဲပေါ့နော်။ဒီလိုမျိုးတော့ဖြစ်နေကြအောင်။ဟုတ်ကဲ့ဒီတက်ရရတော့ကျွန်တော်တက်20ကျော်လောက်တည်းဒီပညာတက်ခဲ့တာ။ဟုတ်ကဲ့ကျွန်တော်တို့မျိုးဆိုစဉ်းစားကြတော့မရှိအောင်ဆရာကတယောက်ဆရာဘာလို့ပညာကိုနည်းနည်းလေး ကြိုက်နှစ်သက်လို့ပေါ့နော်ကိုကိုနိုင်ကလည်းဖြစ်ခဲ့တာဆိုတော့အဲ့ဆရာကုပေးလို့လည်းတတ်တာပြောက်ကင်းခဲ့တာအဲ့နဲ့ဆရာကြီးကပညာကိုသင်ကြားခဲ့တာပေါ့နော် အဲကျွန်တော်ကိုနိုင်ကဟိုဒီအိရတယ်မှာလဲခဲ့တာပါနော် အောက်ပိုင်းတင်ပြီးတော့အိရတယ်မှာလဲခဲ့တာဆရာကုပြီလို့ပျောက်သွားတော့ပညာရက်ကိုလည်းနည်းနည်းလေးကြုံမစွင်တော့ကြိုင်ညစ်တတ်တာပါနော်ဟောကျွန်တော်တို့တင်ခဲ့တာတော့ကြာပါပြီဆရာလက်အောက်မှာနေရဆရာတော့ပညာတော့ကြုံကြည့်စိတ်ရလို့ခွဲခိုင်းနေဒါပေမဲ့ကျွန်တော်တို့ကမခွဲခဲ့ဘူးဆရာလက်အောက်မှာပဲနေရဆရာဆုံးပြည့်တဲ့နောက်ပိုင်းမှာဆရာနေရပဲကျွန်တော်ခံရတော့တာပေါ့ဖတ်ကတ်မှာပါနော် ရန်ကုန်ဆိုရင်ကျွန်တော်တနည်းရှိပါရဲ့ဟုတ်ပါဆိုရင်ရန်ကုန်မှာဖွင့်လာတော့တနည်းပဲဟုတ်တယ်ရန်ကုန်ကပင်းလို့မို့ကျွန်တော်ရန်ကုန်ကြွလာတယ်အများကြီးပါဗျာကျွန်တော်ကုပေးတဲ့လုံနာရီ၄ဖြတ်လုံနာရီရောအောက်ပိုင်းသေးရောဒုနာခန်းနာရီရောအများကြီးကြောက်ပင်းတဲ့လုံနာရီလည်းအများကြီးပါဒီရန်ကုန်မှာတော့ကျွန်တော်တို့ချင်းတိုင်းနာတော့ကျွန်တော်တို့ကကုရင်အများဆုံးကြာမှနာရီဝက်ပဲကျွန်တော်တို့ကကြောလိုင်းကြီးကလေဖြတ်တဲ့ဝေနာရှင်ဆိုတာဒီအုံနောက်ပိုင်းဆိုင်ရာခဲသွားတာရှိတယ်ပေါက်သွားတာရှိတယ်စိတ်သွားတာရှိတယ် အဲ့ကောဆိုတော့အဲ့ရဲ့ကြောလိုင်းကိုကျွန်တော်ကပြန်ဆွဲထုတ်ယူပေးရမှာအဲ့မှာသူ့အောင်ပုံမှန်တိုင်းပြန်အကောင်းပြည်တိုင်းပြန်ဖြစ်တာနှိပ်တာပေါ့နော်တကယ်တမ်းဆိုဒါကကျွန်တော်တို့ဘိုးစင်ပေါက်တဲ့တဲ့မြမရိုးရလက်နှိပ်ပေါ့နော်ကျွန်တော်ကတော့စင်းနမကုလက်နှိပ်ပဲတတ်တာတယ်တတ်တာတယ်လာတဲ့တိုင်းကတော့မူကတော့မထူထူချားမှု လက္ခဏာပြရတယ်ဆိုတာလူနာကြီးကမှလည်းသိရတယ်နေရာတွေများတယ်ပဲကျွန်တော် ရန်ကုန်မှာဆိုလဲကျွန်တော်ပြည်သက်တွေအများကြီးပါဆောစမာတာလူဝဲလျှော့လို့ပြောရင်တော်တော်များများသိကြတယ်တိကူတာကကြတော့ကျွန်တော်တို့ရဲ့ကြတော့တချို့ကြတော့စင်မပြေတဲ့တိုင်းနာတွေရှိရပါတော့ဒါမှမဟုတ်ကျွန်တော်တို့တယောက်နဲ့တယောက်နားလည်မှုနဲ့လုပ်သွားတာရှိရတယ်အဲတတ်မဲ့ကြည်ရတော့ပုံဒီတတ်မှတ်တာတော့ကျွန်တော်တို့လေဖြဲလူနာဆိုရင်၃တောင်းပေါ့နော်စင်မပြေတဲ့လူဆိုရင်စင်မပြေတဲ့တိုင်းနာတွေနဲ့ကြည်ကြလုပ်ပေးသွားတယ်ဗျပေါ်ဒီပညာဆိုတာကတော့တကယ်တကြွနဲ့ဆရာဆရာကောင်းတွေကလည်းအများကြီးရှိပါတယ် အဲ့လိုမျိုးဆရာညတွေ့တယ်ဆိုရင်နှိမ့်လို့ဆိုးွားတာမျိုးကတော့မရှိပါဘူးတချို့ကျတော့လက်ဆန်းတာတွေရှိရပါတော့အဲ့လိုလက်ဆန်းတာတွေနဲ့တွေ့တွေ့ရင်မတော်ရကြိုးတွေတွေ့နှိမ့်ရင်ဆိုးွားတာမျိုးရှိရပါတော့မျိုးမျိုးအဲလူနာတွေကတော့အများဆုံးမျိုးမျိုးတွေသာရှိပါတယ်ဗျာဘာလို့ကျွန်တော်တို့ကဒီ twin ကလေးသာပါစပြီးတော်တက်လိုရင်ခုပေးတယ်ဒီကြောနဲ့ပတ်သက်ပြီးဖွင့်ပြရဆေးတိုက်ခြင်းဆေးလင်းခြင်းမရှိပါဘူးဒီလက်နှိမ်နဲ့ပဲသွားတာပေါ့နော်အဲ့လိုမျိုးတွေနဲ့ပတ်သက်တာတော့မရှိပါဘူးကျွန်တော်က ်ဟာကျွန်တော်တို့ကဒီပုံဒီမတ်တက်နဲ့ပဲသွားတာပဲကျွန်တော်ကဒီဘာလို့လဲကိုလောက်ခဲ့တဲ့ຢာ86အောင်မြင်နိုင်တယ်ဆိုဒီຢာတဲ့ပဲသွားတာမှားသွားနိုင်တယ်ဆိုရင်ပြုပြင်မှုကရှိမှာပေါ့ကိုကမှားသွားတဲ့လက္ခဏာမှမရှိသေးတဲ့ကြောင့်ဒီအမှန်တိုင်းနဲ့ပဲသွားတာပါဒီဖက်တဲ့ဝေနာရှင်မှန်ရင်မူမူမြစ်ကလေးလလုတ်ချင်းငတလေတို့စက်သားအဲ့ချောင်းမျိုးရှောင်းရတယ်ကဒီကတော့ကျွန်တော်တို့ရဲ့တွေ့ကြုံရဆိုရင်ငတလေတို့တစ်ခေါင်နဲ့အသက် တချောင်းပါဝါတတ်တယ်ဒီချက်တဲ့ဝယ်စိုးစိုးငါးထဲမှာတော့ငါတလဲတို့ကျန်တဲ့ပိုင်းဆိုင်ရာ သူတို့ဆောင်ရံကတော့ထိုင်ထလေ့ကျင့်ပေးရမယ်လမ်းများလျှောက်ပေးရမယ်ဒီကတန်ကားလေးမခံတဲ့ရေကိုရေဘူးဆက်မချိုနဲ့သဘာဝရေကိုချိုဟုတ်ကဲ့ခုလက်ရှိကျွန်တော်နေရာတော့ကြီးမြင့်နိုင်ရင်ကျွန်တော်တို့ကခြေတန်း၄လမ်းအိမ်မက်က၃မှာနေခုတွင်းနေထားပါတယ်နော် အဲကျွန်တော်ဒီအကောက်ကလည်းတက်တော့မှလည်းလူဝဲလျှော့ဆိုတဲ့အကောက်ပမာလို့ရေးလိုက်ရင်ရှာလို့တွေ့တယ်